ျွန်တော်ဒီနေ့တော့မိတ်ဆွေတို့ကို marketing နဲ့ပတ်သက်တဲ့ idea တချို့နဲ့တင်ပြကြမှာ။အဲ့ဒါတော့တူတူချင်းချင်းတော့မဟုတ်ဘူး။ကျွန်တော်တို့နေ့စဉ်ပေါ့နော်။နေ့စဉ်တော့မဟုတ်နှစ်စဉ်ပေါ့။နှစ်စဉ်မြင်နေကြဖြစ်တဲ့ကျွန်တော်တို့ way to way ပေါ့။အဲ့ဒီ way to way ကတကယ်တော့ marketing အစီအစဉ်တွေနဲ့အများကြီးယူပြီးလုပ်ခဲ့တဲ့ပွဲဖြစ်ပါတယ်။အဲ့ဒါတော့တခြားမပါဘူး။ iPhone ရဲ့ product အသစ်တွေမိတ်ဆက်တဲ့ပွဲဖြစ်ပါတယ်။ အဲ့ product အသစ်လည်းဖြစ်ဖြစ်မဲ့ feature အသစ်လည်းဖြစ်ဖြစ်ဒါတွေမိတ်ဆက်တဲ့ဘွဲပေါ့ကပောင်းမှရှိရဲ့တန်ပေါင်းများစွာသောသူတွေကဒီ iPhone ရဲ့ဤပညာအသစ်တွေနော် product အသစ်တွေမိတ်ဆက်တဲ့ပွဲမှာစိတ်ဝင်စားနဲ့စောင့်ကြည့်ကြတယ်နော် review လုပ်တဲ့သူတွေဟာကဘာနဲ့က dash ပညာရှင်တွေအာ mobile ပညာရှင်တွေပြီးတော့ mobile ဖုန်းသုံးဆွဲသူတွေဤပညာစိတ်ဝင်စားတဲ့သူတွေဟာ iPhone ရဲ့ပွဲကိုစောင့်ကြည့်ကြတယ်ဒါတွေဟာ iPhone ကစပြီးတော့ ျွန်တော်တို့ app ကနေပြီး iPhone စာမိတ်ဆက်ကလေးကိုက iPhone နဲ့မဟုတ်ဘဲနဲ့မဟုတ်ကျွန်တော် iPod စာမိတ်ဆက်ကလေးကိုကလူတွေအကြားမှာဒီလို product launching ceremony တွေဟာစိတ်ဝင်စားရှိလာခဲ့တာဖြစ်ပါတယ် Well now we know because this is the new iPod Mac ဒါဟာ marketing strategy တခုပါဒီလိုပွဲတွေကိုမိတ်ဆက်ခြင်းအပြင်ကျွန်တော်ရဲ့ product နဲ့ပတ်သက်တဲ့ feature တွေလူတွေကိုပိုသိစေတယ် product awareness ပေါ့နော် product awareness ပိုရစေတယ်ပြီးတော့ product နဲ့ပတ်သက်ပြီးတော့ awareness အပြင်ပေါ်မှာ brand နဲ့ပတ်သက်တဲ့ awareness တွေကိုလည်းဖြန့်ဖြူးပေးတာဖြစ်ပါတယ်အဲဒီလိုမျိုး Apple ကနေဘယ်နေ့ဘယ်နေ့တော့လုံးမဲ့ဟေးလို့ launch လုပ်ခဲ့တာနဲ့လူတွေက internet ပေါ်အပြင်မှာ live တော့ကြည့်ရတဲ့သူတွေရောအများကြီးဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။ဒီနေ့ဟာကျွန်တော်တို့ product တွေကို customer အစ်တကိုမိတ်ဆက်ပေးရင်တော့၎င်းเนาะရှိပြီးသား customer တွေကိုထိန်းထားရင်တော့၎င်းကျွန်တော်တို့ရဲ့ brand အောက်မှာပြင်းမြဲနေစေဖို့အတွက်လုံလုံကောင်းတဲ့ marketing strategy တစ်ခုဖြစ်ပါတယ်။ဒါကြောင့် app မှာတုံးချတဲ့ marketing product launch marketing ceremony ကိုလည်း marketing strategy ကိုလည်းအဲတခြားသော company တွေကလည်းလိုက်ပြီးတော့အအသုံးပြုပြီးတော့အောင်မြင်နေရလဲတွေ့ရပါတယ်မြန်မာနိုင်ငံမှာလည်းတချို့သော clinic တွေအတချို့သောအာဒီအပစ္စည်းပေါ့နော် scalability ဆိုင်တွေကဒီ marketing strategy ကိုအသုံးပြုပြီးတော့ဒီပစ္စည်းအသစ်မိတ်ဆက်ပေးတာမျိုးပေါ့နော် EV ကားအသစ်မိတ်ဆက်ပေးတာမျိုးစားအားကြီးလုပ်ပြီးတော့ marketing strategy တစ်ခုအနေနဲ့သုံးပါကြတာတွေ့ရပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့လည်းကျွန်တော်တို့ရဲ့ product အသစ် service အသစ်စားတာတွေကို brand နဲ့အတူပေါက်စီခြင်းနဲ့ဆိုရင်တော့ဒီလိုမျိုး marketing strategy တွေကနေတစ်ဆင့်ပြည့်တဲ့ဒီရဲ့ အစိတ်ဝင်စားမှုကိုလည်းဖန်ဆားနိုင်ပါတယ်။ဒါကြောင့် marketing strategy တခုအနေနဲ့ Apple ရဲ့ product launching marketing strategy လေးကိုမိတ်ဆွေတို့ကိုညွှန်ဝေပေးတာဖြစ်